အားလုံးပဲမင်္ဂလာပါဇိုးရဲ့ဗီဒီယိုလေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဈေးသွားတာကြက်ဥလေးတွေတွေးလို့ပေါ့နော်အိမ်မှာကြက်ဥလိန်လေးရဲ့ကစွန်ရွက်လေးရဲ့တုပ်စားဖြစ်ပါတယ်ရှင်အတီးရွက်တွေဆိုရင်တော့လမ်းထိပ်ကရက်ွက်ဈေးမှာဝယ်ဖြစ်တယ်အသားငါးတွေဆိုရင်တော့ shopping center တွေမှာပို့ပြီးတော့ဝယ်ဖြစ်တယ်ပေါ့နော်ပဲတီချင်လေးတွေးလို့လဲဇူဝယ်ခဲ့ပါသေးတယ်ရှင်ကြက်ဥလေးကတော့ဇူ ocean မှာတွေးလို့ဝယ်ခဲ့တာပါအပြန်မက်ဆီဟိုးဈေးမှာအိုလံပစ်တီးရန်ကော်ဖီလေးတွေလည်းဝင်ဝယ်ခဲ့ပါသေးတယ်ရှင်။သူအရန်ကြိုက် အမလေးမော်လိုက်တာဒီမှာဝဲလာပါပြီရှင်ဒီမှာဈေးရဝဲလာတာကစုံရဝဲလာတယ်ကြက်ဥဝဲလာတယ်အစုပ်ပလုံစီပေါ့နော်ပြီးရင်တော့ဒီမှာအင်ရင်အတွက်မရှိမဖြစ်အိုလံပစ်လေးပါဝဲလာပါတယ်ရှင်ဒီမှာဇူးနဲ့ဇူးကိုကကျတော့အကြိုက်မတူဘူးပေါ့နော်။ तू က coffee သမား၊ तू ကကျတော့ tea သမားပေါ့နော်။အဲကြောင့်မို့အစုံဝင်လာပါတယ်ရှင်ဒီမှာ coffee လေးတွေပေါ့နော်။ဒီမှာပါရှင်။အစုံဝဲလာတယ်။ရုံးအတွက်ပါထည့်ပေးခြင်းလို့ပေါ့နော်။ဇူးကိုကိုတို့ရုံးအတွက်ပါရှင်။ အဲ့ဒီဒါလေးက drip tea လေးဒါကကျတော့ဒီမှာ3 in 1နဲ့ coffee လေးပေါ့နော်ပြီးရင်တော့ဒီဟာလေးကကျတော့ဒူးမင်မေနဲ့ကွက်တီဒါဟိုစီချိုသမားတွေပါတောက်လို့ရတယ်2 in 1ပြူဝါ coffee ပေါ့နော် sugar free အဲ့တော့ဇူးအကြိုက်ဆိုတော့ coffee ဆိုလို့ရှိရင်လေလို3 in 1လို့2 in 1လို့ဆိုတော့တိတ်မကြိုက်ဘူးဒီလိုမျိုးပြူဝါ coffee ဆိုအရန်ကြိုက်ဒါတော့ olympic ရဲ့ပြူဝါ coffee လေးပါရှင် premium ပြူဝါ coffee လေးပေါ့နော်ကဲမနက်စောစောဈေးသွားလာပါပေါ့နော်မနက်စာဘူးမစားရသေးဘူးအဲ့တော့ဒီမှာ တွစ်တီးလေးနဲ့စားဖို့အတွက်ပက်ပြုတ်နံပြားလေးလည်းဝဲခက်ပါသေးတယ်ရှင်းဆိုစုရေမရှို့ရသေးဘူးရေလေးသွားရှို့လိုက်အောင်မယ်နော်ကဲဒီမှာရေမိုးရှို့ပြီးတော့ပပလန်းဆန်းသွားပြီဆိုတော့လေတွစ်တီးလေးဖြော်ပြီးတော့မနက်စာလေးစားမယ်နော်သူရဲ့ package လေးကအခုလိုမျိုးလေးလာတယ်ပေါ့နော်ဘုံလေးနဲ့ချစ်စရာလေးနော်လက်ဆောင်ပေးလို့လည်းအရန်ကိုတင့်တော်ပါတယ်အထဲမှာကဒွတ်တီးထုတ်လေးက၅ထုတ်ပါပါတယ်ရှင်ဘယ်မှာမှမရနိုင်သေးတဲ့အခုလိုမျိုးဒွတ်တီးထုတ်လေးတွေကိုအိုလံပစ်ကပထမဦးဆုံး customer တွေအတွက်ထုတ်ပေးလိုက်တာဖြစ်ပါတယ်ရှင် ဖောက်ရတာလည်းအရန်ကိုလွယ်တယ်ဘဲသွားသွားလဲတည်သွားရတာအဆင်ပြေတယ်ပေါ့နော်အထဲမှာဆိုရင်အခုလိုမျိုးခရမာနဲ့ရှူကားကိုအရှိုးကျဆက်ထားတဲ့အထုပ်လေးရယ်ဒွိထုပ်လေးရယ်ဆိုပြီးတော့ပါပါတယ်ရှင်အရေးအဆုံတော့ခရမာနဲ့ရှူကားထုပ်လေးကိုဖောက်ပြီးတော့ခွက်လေးထဲကိုထည့်လိုက်မယ်ပြီးတော့မျက်နှာပြင်လေးညီသွားအခုလိုလက်ကလေးနဲ့ရမ်းလိုက်မယ်ပေါ့နော်ပြီးတော့ဒွိထုပ်လေးကိုလည်းသူပြတ်ထားတဲ့အရာတိုင်းလေးဖြွင့်လိုက်မယ်ပြီးရင်တော့နှကန်းလေးခွက်နှကန်းလေးကိုပေါ့နော်သူပြထားတဲ့လိုလေးချိန်လိုက်ရုံပါပဲရှင်ရေနွေးပူပူပေါ့နော်150မီလီလောက် ောင်းထည့်ပြီးတော့အချိန်10မိနစ်ကနေပြီးတော့10မိနစ်ပေါ့နော်နှက်ထားလိုက်ရုံပါပဲရှင်ဒါဆိုရင်တော့အချိန်၁၀မိနစ်လောက်လေးပြေးယုံနေပေါ့နော်အနံ့ရောအရသာပါပြေစုံနေတီးတစ်ခွက်ကိုသုံးဆောင်နိုင်မှာဖြစ်ပါတယ်ရှင်။ အိုလံပစ်ကဈေးကွက်ထဲမှာရှိနေတာကနှစ်ပေါင်း62နှစ်တောင်မှဆင်ရတုတိုင်ခဲ့ပြီပေါ့နော်။ရှေးမှုမပြတ်အနက်အရသာကိုယနေ့အထိထိမ့်သိမ့်ထုတ်လုပ်နေတဲ့ brand လေးဆိုလဲဟုတ်ပါတယ်တဲ့ရှင်။ဓာတုဗေဒဆိုလို့အယောင်အနက်ပစ္စည်းများလုံးဝလုံးဝမပါဝင်ပဲတဘာဝကုန်ချက်များကိုသာအသုံးပြုထားပါတယ်လို့လဲ customer တွေကိုအမခံထားပါတယ်ရှင်။ရှမ်းပြည်မြောက်ပိုင်းထွက်လက်ဖက်လျှောက်များကိုစိုးစိလုံးဝမပါဝင်ပဲတဘာဝအနက်အရသာမပြောက်ပြက်အောင်စီမံထုတ်လုပ်ထားပါတယ်တဲ့နော်။ ဒါလေးရတော့ရွာငန်ဒေတာနဲ့တန်တောင်ကြီးဒေတာထွက် Arabican Coffee နဲ့ Robusta Coffee တို့ကိုအရှိုးကျရောစက်ထားတဲ့3 in 1 Pure Coffee Mix လေးဖြစ်ပါတယ်ရှင်။နှစ်ကော်ဖီလေးပေါ့နော်။ဒါလေးရလဲ ready to drink လေးပဲပေါ့နော် coffee mug လေးတွေကိုခွက်ထဲကိုအရင်ထည့်မယ်ရေနွေး150 ml လောင်းထည့်လိုက်မယ်အချိန်2မိနစ်ကနေ3မိနစ်နှက်ထားလိုက်ုံနဲ့ Olympic ရဲ့အကောင်းစားနှက် coffee လေးကိုသုံးဆောင်နိုင်မှာဖြစ်ပါတယ်နော် ဒါလေးကတော့ဇူးမမေတို့လိုမျိုးစီချိုရှိရဲ့လူတွေအတွက်အထူးအထူးသင့်တော်တဲ့ Olympic ရဲ့2 in 1 Pure Coffee Mix လေးဖြစ်ပါတယ်ရှင်။အရင်ဦးဆုံး coffee အမုံလေးတွေကိုခွက်ထဲကိုထည့်လိုက်မယ်ပေါ့နော်။ပြီးရင်ရင်နွေးပူပူ150 ml လောင်းထည့်လိုက်ပြီးတော့အချိန်2မိနစ်ကနေပြီးတော့3မိနစ်နှက်ထားလိုက်ရုံနဲ့ Olympic ရဲ့အနံ့ရော အရသာပါပြည့်စုံတဲ့2 in 1 Pure Coffee Mix လေးသုံးဆောင်နိုင်ပါပြီရှင်။ ဒါလေးကတော့ Olympic ရဲ့ 3-in-1 နှက်ကော်ဖီလေးဖြစ်ပါတယ်ရှင်။ဒါလေးကတော့ Olympic ရဲ့ 2-in-1 နှက်ကော်ဖီလေးပဲဖြစ်ပါတယ်ရှင်။ဒါလေးကတော့ Olympic ကနေပြီးတော့ပထမအဦးဆုံးထုတ်လုပ်လိုက်တဲ့ Olympic Dritty လေးဖြစ်ပါတယ်ရှင်။ကဲဒီမှာပဲပြုတ်နံပြားလေးရယ် Olympic က Dritty လေးရယ်ပေါ့နော်မနက်စာစားပါမယ်စားကြပါဦးရှင်။မတီးလေးရင်တောက်ကြည့်လိုက်။อืมရှယ်ပဲ။ ွက်တိမက်စီပေးပြုတ်နေပြန်လေးစားပါမယ်ရှင်ဖတ်တပါဦးထွေတီးလေးကိုကြတော့ဇူက10မိနစ်လောက်ပဲနှက်လိုက်တာဆိုတော့ပုံမှန်လေးပဲပေါ့နော်တောက်ရတာကိုကပို့ပြီးတော့ကြကြလေးတောက်ရှင်နေဆိုရင်တော့အချိန်ကြကြလေးနှက်လဲရပါတယ်ရှင်ကဲမနက်စာလေးစားပြီးတော့အားရှိသွားပြီဆိုတော့လေနေကင်းစာအတွက်ဟင်းနေချက်ပြုတ်လိုက်အောင်မယ်နော် ရေစေးကြောတန့်စင်ထားတဲ့ကြက်ဥတွေကိုစားလေးထည့်မယ်အယောင်တီလေးထည့်မယ်ဆက်နွေးလေးနည်းနည်းထည့်မယ်ကြက်သွန်နီကြက်သွန်ဖြူခရမ်းကျင်တီလေးရဲ့ငပိလေးနည်းနည်းထည့်မယ်ရေနဲ့စီလေးထည့်ပြီးတော့တည်လိုက်မယ်ပေါ့နော်ကဲအခုဆိုရင်ကြက်ဥကြက်လေးရပါပြီရှင်ကစွန်ရွက်တုပ်လေးရတော့ကစွန်ရွက်ပြုတ်ပြီးရင်ကြက်သွန်နီပြီးရင်တော့မြေပဲစံလေးထောင်းထည့်မယ်ပေါ့နော်အရသာအတွက်ကတော့ဇူစားလေးနည်းနည်းထည့်ပါရစေ။ကြက်သွန်မြူစီကြက်လေးလဲဇူထည့်လိုက်ပါသေးတယ်ရှင်။ ကယ်လက်ကလေးနဲ့တမမြတ်တာသွားအောင်နေပြီးပြီဆိုရင်တော့အရန်ကိုစားလို့ကောင်းတဲ့ကစုံရွက်တုပ်လေးရပါပြီရှင်။စားကြပါအောင်ရှင်။တမင်းစားပြီးရင်ဇက်ကားလေးကြည့်ရင်လည်းဇိန်လေးနဲ့တောက်ဖို့အတွက်ကော်ဖီလေးဖြော်လိုက်အောင်မယ်ပေါ့နော်ဒါကတော့ Olympic ရဲ့ Premium Pure Coffee လေးပါရှင် ကော်ဖီမုံလေးထည့်တယ်ရေလေးရတော့စု150မီလီလောက်ထည့်တယ်ပေါ့နော်ပြီးရင်အခုလိုမျိုးအဖုံးလေးအုပ်ထားပြီးတော့2မိနစ်3မိနစ်နှက်ယုံမှာပဲရှင်ဒါလေးရတော့ဒီမှာစုကိုယ်တိုင်ကြက်ထားတဲ့ဟာလေးပေါ့နော်မွေးနေရမယ်မြင်းရလေးစားလိုက်ပါမယ်ရှင်စကြပါဦး 嗯。干嘛呀，公主？ဒါကဇွန်ရက်တော့ရှယ်ပဲ။ဒီဘက်ကနန်းကျင်းလေးနဲ့တော့ ပင်နားလေးကိုမှုင်းနေရတယ်။စားလို့လည်းပြီးပါပြီ။စားလို့လည်းအရန်ကောင်းပါတယ်။ပြီးတော့ဒီ Olympic Tian Coffee လေးတွေကိုဝယ်လို့ရတဲ့နေရာလေးတွေကတော့ Macro, Messi Jose နဲ့ Easy Mat ဆိုင်တွေမှာဝယ်လို့ရပါတယ်ရှင်။ပြီးတော့သူ page နဲ့ပေါ့နော်။ဖုန်းနံပါတ်လေးကိုလည်းသူရဲ့ comment box မှာဖော်ပြပေးပါမယ်ရှင်။ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။အားလုံးပဲတတ်တာ။